စကိုင်းတိုင်းကလေးမြို့နယ်တောင်ပိုင်းကျေးရွာတွေနဲ့မကွေးတိုင်းကံကောနဲ့ကျေးရွာတွေကနေတောတောင်တွေအတွင်ထွပြေးတိန်ရှောင်နေကြတဲ့စပေးရှောင်ပြည်သူတွေစားနပ်ရိက္ခာပြက်လက်လာလို့စကွဲကိုအရေးကျိုးတောက်နေရတယ်လို့အခုညပေးနေသူတွေနဲ့ကိုတိုင်းစပေးရှောင်ဒုက္ခသည်တွေက MFP ကိုပြောပါတယ်မေအောင်လိုင်းဦးဆောင်နဲ့အာနာသိဆိုးစုကလက်နက်အကူနဲ့ကျေးရွာတွေကိုစင်းနေကလူသက်လူရဲ့မိရှုနေလို့ကလေးမျိုးနဲ့တောင်ပိုင်းပြင်သားငဖားအောင်ချမ်းသာချောင်းခွ နှချောင်းနှမြောင်းအင်းစိန်စတဲ့ကျေးရွာတွေနဲ့ဂံကောမြို့နယ်ကျေးရွာတွေကထောင်ပေါင်းချီတဲ့ဒေသခံပြည်သူတွေဟာလွန်ခဲ့တဲ့၅လကျော်2024ဒီဇင်ဘာလကုန်ပိုင်းကတည်းကတောတောင်တွေအတွင်းထွက်ပြေးတိမ်းရှောင်နေကြတာပါစိုးစုကကလေးကံကောလန်ကိုအသွာအလာဖြတ်တောက်ထားတာကြောင့်စံစီစာစားတဲ့အခြေခံစားတောက်ကုန်တွေဝယ်ယူလို့မရပဲပြက်လက်နေတယ်လို့စပေးရှောင်တွေကိုအကူအညီပေးနေသူတို့ကပြောပါတယ် ဒီလိုအချိန်ကစားတောက်ကုန်တွေပြက်လက်နေတဲ့စပေးရှောင်းတွေဟာနေအိမ်မီရှို့ဖြက်စီခံရလို့နေထိုင်စရာ မရှိသူတွေအများစုဖြစ်ပြီးတော့စိုးစုကကလေးကံကောလန်းသွာလာဖို့ပိတ်ပင်ထားတာတွေနဲ့ကုံစင်းနှုံးကြည့်မြန်တာတဲယူရခတ်တာတွေကြောင့်စမ်းညံ့ဖြစ်တဲ့ဇကွဲကိုကြိုချက်ကဝမ်းဝအောင်မျှဝေစားတောက်နေကြရတယ်လို့စပေးရှောင်းတူကပြောပါတယ်။